ချစ်သူယူဆတွေအကြားလမ်းခွဲသွားစေနိုင်တဲ့အမှုချင်းရှိခုချီးမှာဘလောက်ပဲချစ်ကြသူတွေဖြစ်ဖြစ်တစ်ခါလေမှာတော့ပြဿနာဖြစ်တတ်ကြပါတယ်လူတွေမှာမတူညီတဲ့အမြင်တွေရှိကြပြီးကြီးကြီးမားမားညှဉ်းခုံမှုတွေဒါမှမဟုတ်နားလည်မှုလွယ်မမှုတွေဖြစ်စေနိုင်ပါတယ်တင်ဘက်ကဘာမှမဟုတ်လို့နဲ့ပြောလိုက်ပေမဲ့လည်းတစ်ဖက်မှာတော့အယံကိုနာကျင်ရတွေရှိပါတယ်ဥမာသူတငယ်ချင်းတယောက်မကောင်းကြောင်းကိုပြောမိတာမျိုးနှုတ်မဆက်ပဲအင်းကနေထွက်သွားတာမျိုးတော့ပဲဖြစ်ပါတယ် နံပါတ်1စကားများတိုင်းအတိတ်ကအရာတွေပြန်ပြန်ဆွဲထည့်ခြင်းဘလောက်ပဲချစ်တဲ့ဇုံတွေပဲဖြစ်ဖြစ်အရာအလုံးကိုအတူတူမြင်ဖို့မဖြစ်နိုင်တဲ့အတွက်ရပ်ပန်ရံကရဖြစ်တတ်ကြပါတယ်ဒါကြောင့်ဖြစ်လာမယ့်ပြဿနာတွေကိုကြုံတွေ့ပြီးတော့အတတ်နိုင်ဆုံးစကားများမိအောင်နေပါတခါဆိုကိုယ့်ဘက်ကနေပဲအချော့ပေးလိုက်ပါပြီးပြီးသားအကြောင်းအရာတွေကိုပြန်ပြောလို့ဘာမှမထူးတဲ့အပြင်တယောက်နဲ့တယောက်စိတ်ပြက်စိတ်တူစရာတွေပဲရရှိလာမှာပဲဖြစ်ပါတယ်။လက်မနဲ့ ပြောတဲ့အချိန်မှာစကားကိုလေးလေးနက်နက်မပြောချင်းငွေကြေးကိစ္စဒီရှိဆက်ဆံရေးစရဲအရေးပါတဲ့စကားတွေကိုပြောရင်လေးလေးနက်နက်နဲ့ပြောဖို့လိုပါတယ်ပေါ်ချွတ်ချွတ်နဲ့ပြောရင်အပတ်ကလည်းနားထောင်ခြင်းစိတ်ရှိမှမဟုတ်တဲ့အပြင်ဒီကိစ္စကိုပါပေါ်တည်တည်နဲ့တွေးသွားနိုင်ပါတယ်ပြောရင်လေတင်းချစ်တဲ့သူရဲ့စိတ်ဖိစီးမှုပင်မမှုတမ်းမို့စိတ်ဆိုးခြင်းမရှိတဲ့အချိန်မျိုးမှသာပြောတင်ပါတယ်ပြီးတော့လေးတံကိုလည်းတည်ငြိမ်နေဖို့လိုပါသေးတယ်အရန်မာလေးကိုလည်းမလိုတဲ့ပြင် ပြလို့တော့လည်းပြောရင်လည်းအဆင်မပြေနိုင်ပါဘူးနံပါတ်3မိကုန်းလေးကိုတိုက်ရိုက်မိမဲ့အစားသူဘာဖြစ်နေလဲဆိုတာကိုအရင်ကြည့်ပါတင်းချစ်သူရဲ့အကြောင်းကိုတင်းအကုန်လုံးမသိနိုင်ပါဘူးလူရဲ့စိတ်ကမတူညီတဲ့ရှုထောင့်တွေနဲ့ဖြစ်တည်နေတဲ့အပြင်အမြဲတမ်းခံမှန်းလို့မရနိုင်ပါဘူးဒါကြောင့်သူတစ်ခုဖြစ်နေရဆိုရင်ကိုစိတ်ထင်တဲ့မိကုန်းလေးနဲ့ပဲမေးသင့်ပဲသူဘာတွေခံစားနေရလဲဆိုတာကိုအရင်ကြည့်သင့်ပါတယ်တရားနဲ့တင့်ပေးခြင်းနဲ့စိတ်နဲ့မေးနေပြီမဲ့လေ သူ့ဘက်ကတခုကိုစိတ်လိုမချဖြစ်နေလေဆိုရင်ခံစားရမှာတင်ကိုယ်တိုင်မှာပဲအဲ့ဒါကြောင့်ဘေးရောင်မှစိတ်လိုလိုနဲ့မဆုံးဖြတ်ချက်မချပါနဲ့နံပါတ်၄ဤစားရဲ့မိသားစုတွေကိုဝေဖန်ခြင်းမိသားစုကိစ္စဆိုရတော့ဘလို့ဆက်ဆံရေးမှမစုအမြဲတမ်းပါလက်ပါတယ်သူ့ရဲ့မိသားစုဝင်တွေကိုကိုယ့်ရဲ့မိသားစုဝင်တွေနဲ့မနှိုင်းယှဉ်သင့်ပါဘူးလူဆိုတာဖြစ်တည်လာတဲ့ပတ်ဝန်းကျင်ကမတူညီတဲ့ပြင်ဇာတ်တွေကပါကွဲပြားနေတတ်ပါတယ်ကိုယ့်ရဲ့စကားတခုံးကနေနားလည်မှုလွဲမလာတယ် ဒါမှမဟုတ်ပြိပခ္ခတွေအထိပါ ဖြစ်လာနိုင်ပါတယ်။ဘလို့ပဲဖြစ်နေနေ तू ဟာကိုကြီးစားရဲ့မိသားစုတွေပဲလို့ဖြေတွေးတင်ပါတယ်။ဒါကြောင့်အမြင်မတူတာတွေဖြစ်လာပြီဆိုရင်ရင်စောဖြစ်တင်တာထက်ဘာကြောင့်ဆိုတဲ့အကြောင်းအရာကိုသေချာလေးရှင်းပြတင်ပါတယ်။ဒါမှတယောက်ခံစားနေရတာတွေကိုတယောက်ကမြင်ပြီးတော့မတူညီတဲ့ຢာတွေကိုအတူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။နံပါတ်5ဝေကိစ္စစကားပြောခြင်း ဇုံနဲ့ဆက်ရမှာခုနှစ်ယောက်လောက်ကငွေနဲ့ပတ်သက်တဲ့ပြဿနာတွေရှိတတ်ကြတာမို့ဒီကိစ္စအရင်အရေးကြီးပါတယ်လို့ပြောလို့ရပါတယ်။ဘသူမှငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့စကားများခြင်းကြပါဘူး။ဒါပေမဲ့လည်းရှောင်လွဲလို့မရနိုင်တာကြောင့်တနေ့မဟုတ်တနေ့မှဒီကိစ္စကိုစကားပြောရမှာပါပဲ။ကျွမ်းကျင်တဲ့သူတွေကတော့သင်တို့နှစ်ဦးစုံအတွက်အဆင်ပြေစေမယ်။တရားစီမင်းတွေသုံးဆွဲမှုကန့်သတ်ချက်တွေနဲ့ငင်းပေါ်ပဲပြဿနာတွေကိုအတူတူကဆွေးနွေးဖို့အကြံပြုထားပါတယ်။ နံပါတ်6နှုတ်မဆက်ပဲပြင်သွားခြင်းဒီလိုလုပ်တာဘာမှမဖြစ်ဘူးလို့ထင်ရပေမဲ့လည်းတစ်ပတ်သားမှာတော့ခံစားသွားတတ်ပါတယ်အချိန်ကြီးဘလောက်ပဲကြာကြာအတူရှိခဲ့ရှိခဲ့ဒီလိုအမှုမဲ့အမှတ်မဲ့နေလိုက်တာလေးတွေကသင်တို့ရဲ့ဆက်ဆံရေးကိုပြပြသွားစေနိုင်ပါတယ်ဒါကြောင့်ဒီနေ့ရောသွားတော့မယ်ဆိုရင်ချစ်ခင်တဲ့အထီးတွေဒါမှမဟုတ်နှွေးထွေးတဲ့စကားလုံးတချို့ကို ပြောပြခဲ့တင်ပါတယ်မကောဒေါသတွေကိုပုံချခြင်း စုံတစ်ခုကိုအချိန်ပြည့်ဒေါသထက်နေတာကတင်းစိတ်ကြမ်းမာရုပ်ထိခိုက်စေတဲ့ဖြင့်တင်းနဲ့တင်စားကြမှာလဲပြဿနာတက်စီနိုင်ပါတယ်။ဒါကြောင့်ဒေါသရဲ့ထွက်အဆင်မပြေဖြစ်နေရဆိုရင်တင်းစားကိုဒေါသတွေပုံမချတတ်ပါဘူး။တင်းစားကိုလည်းစိတ်တူစင်နိုင်တဲ့အပြင်တင်းတို့ကြမှာလဲဥဒ္ဒေတွေဖြစ်စေနိုင်ပါတယ်။နံပါတ်၈ဒီစားတဲ့ငွေချင်းတွေမိတ်ဆွေတွေကိုအပြစ်တင်ခြင်းအင်းချစ်သူနဲ့အတင်းပြောတာက ဆက်ဆံရေးတွေကိုပိုပြီးကောင်းမွန်စေပေမဲ့သူတို့ရဲ့မိစေတွေတငယ်ချင်းတွေကိုအပြစ်တင်ဝေဖန်နေတာက သင်တို့ပြဿနာဖြစ်စေပါတယ်။တင့်ဘက်ကအမှန်တိုင်းထောက်ပြနေပေမဲ့လည်းတင်းစားဘက်ကသူတငယ်ချင်းတွေကို ထိနေတာကြောင့်ကြိုက်မှာမဟုတ်ပါဘူး။ဒီလိုနဲ့သင်တို့တွေအမြင်မတူလမ်းတွေလွဲသွားပြီးတော့တယောက်နဲ့တယောက်မကျေနပ်တာတွေစိုးရိမ်ပူပန်နေတာပဲဖြစ်နေမှာသိကြပါရဲ့။